မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနဤဒီဇင်ဘာလ၂ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တွင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တွင်ကတော့စစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံသို့ကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေနှင့်ချင်းငွေများမပေးရေး No New Burma Fund at Go American Outlook တို့ကအတည်ပြုတယ်ဆိုတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံသို့ကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေနှင့်ချင်းငွေများမပေးရေး No New Burma Fund at Go American Outlook တို့ကအတည်ပြုလိုက်ပါတယ် ဒီဇင်ဘာလတရက်နေ့အမေရိကန်အောက်လွှတ်တော်ကမြန်မာနိုင်ငံသို့ရန်ပုံငွေအသစ်မပေးရေးဥပဒေ HR 4423 No New Pharma Fund at Go အတည်ပြုလိုက်ခြင်းဖြစ်ပြီးထောက်ခံမဲ့385မဲ့ဖြင့်ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်းအဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ် Nikki Ma Williams Representative Nikki Ma Williams ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံသို့ရန်ပုံငွေအသစ်မပေးရေးဥပဒေဟုအမည်ပေးထားသောအဆိုပါဥပဒေမှာကမ္ဘာ့ဖန် World Bank က စီအာနာတိတ်ထားသောမြန်မာနိုင်ငံသို့ငွေကြေးထောက်ပံ့မှုများကိုရပ်ဆိုင်းထားရန်ရည်ရွယ်ထားကြောင်းအဓိကရည်ရွယ်ချက်မှာနိုင်ငံတကာပြန်လည်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပန် World Bank မှတစဉ်မြန်မာနိုင်ငံသို့ငွေကြေးဆိုင်ရာဂတိကဝတ်အသစ်များ New Financial Commitment တို့မဟုတ်ငွေကြေးပေးချေမှုအသစ်များတွင် American ပြည်ထောင်စုပါဝင်ခြင်းမရှိစေရေးဒါစီရေးဖြစ်ကြောင်း ထိုကဲ့သို့ရန်ပုံငွေရက်ဆိုင်မှုမှာ2021ခုနှစ်တွင်ဒီမိုကရေစီနီးကျရွေးချယ်တင်မြှောက်ထားသောအစိုးရကိုဖြုတ်ချကောင်စစ်တမအာဏာသိမ်းခဲ့မှုကိုတံခတ်အရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။အစိုးရဥပဒေအရအမေရိကန်ဗဏ္ဍာရေးဝန်ကြီးအနေဖြင့်ကမ္ဘာပန်းရှိအမေရိကန်အမှုဆောင်ဒါရိုက်တာ US Executive Director ကိုမြန်မာနိုင်ငံသို့ရန်ပုံငွေပံ့ပိုးမှုများကိုတားမြစ်ရန်ညွှန်ကြားခွင့်အနှင်းထားကြောင်း ရှင်းဥပဒေကြောင့်မြန်မာနိုင်ငံအနေဖြင့်ကမ္ဘာ့ဘဏ်ထက်မှချင်းငွေသို့မဟုတ်ထောက်ပံ့ငွေများရရှိမည်မဟုတ်ပေရှင်းကဲ့သို့နိုင်ငံတကာရန်ပုံငွေများကိုဆိုင်းငံ့ထားခြင်းဖြင့်စစ်တပ်အနေဖြင့်ဒီမိုကရေစီကိုပြလဲဖော်ဆောင်ရန်ဖိအားပေးခြင်းဖြစ်ကြောင်းနိုင်ငံတကာဗန္ဒာရေးအရင်းမြစ်များကိုမြန်မာစစ်တပ်ထံသို့မရောက်ရှိစေရန်ရည်ရွယ်ကြောင်းသိရပါသည်အမေရိကန်အောက်လွှတ်တော်အမှန်ရှောင်းခင်းက စစ်တပ်ကအာဏာတရားမဝင်သိမ်းယူခဲ့တာ၅နှစ်ဒီပါရှိလာတာနဲ့အမျှမြန်မာနိုင်ငံမှာမငြိမ်သက်မှုတွေလွှမ်းမိုးထားပါတယ်မြန်မာစစ်အာဏာရှင်ကြောင့်ဖြစ်ပွားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲကနိုင်ငံတကာဗန္ဒာရေးအဖွဲ့အစည်းများမှရန်ပုံငွေများကိုတာဝန်ယူစွာသိမ်းဆည်းထားဖို့သို့မဟုတ်အကူအညီတွေကိုအလိုအဆုံသောလူဖွဲ့စည်းများထံပေးပို့ဖို့စစ်တပ်ကိုယုံကြည်လို့မရပါဘူးဟုပြောဆိုပါတယ်။ဆက်လက်ပြီးပလဲနှင့်ပေါင်းမျိုးနယ်တို့တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးပြီး၅ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ စကိုင်းတိုင်းပလဲမျိုးပေါ်မှာထွက်လာသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပလဲမျိုးနယ်ပကဖသတင်းတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဒီဇင်ဘာလ၂ရက်နေ့နနက်10:26မိနစ်အချိန်ပလဲမျိုးမှာမြာကုံကျေးရွာဘက်သို့ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပလဲမျိုးအနောက်ဘက်မြို့ဝင်တတာအနီးတွင်တော်လန်ရေးတပ်ဖွဲ့များကပရိသာမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းအချမ်းဖက်စစ်သား၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လန်ရေးရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ ပလဲမျိုးကနေမြောက်ကုန်းကျေးရွာကိုထွက်လာတဲ့မျိုးဆောင်စစ်ခွေးတွေမြောက်ကုန်းကျေးရွာကနေအပြန်ပလဲမျိုးအနောက်ဘက်မြို့အဝင်တရာအရှိတ်မှာပရိသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာစစ်ခွေးငါးကောင်တပ်မင်းထိခိုက်ဒဏ်ရာရတဲ့ကျွန်တော်တို့ရေဖို့တွေအထိခိုက်မရှိစုခွာနေခဲ့ပါတယ်ဟုပလဲမျိုးနဲ့ပကဖသတင်းတာဝန်ခံကပြောဆိုပါတယ်အလားတူနိုဝင်ဘာလ18ရက်နေ့ကလည်းပလဲမျိုးနဲ့မင်းတိုင်ပင်နဲ့ တော့ခန့်အကြရှိအကြံဖက်စစ်တပ်အထိုင်းချတပ်ဆွဲထားတဲ့ခကင်းခိတ်ကိုဒေါ်လန်ရေးတပ်ဖွဲ့များကရှောင်းတခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြံဖက်စစ်သားတပ်ဦးတိဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူမကွေတိုင်ပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသောစစ်သားများမိုင်းမြင့်မိပြီးနှစ်ဦးတိဆုံးခဲ့ကြောင်း Justice Fighter ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ30ရက်နေ့နနက်9:00စင်မီနစ်ခန့်အချိန်ပေါင်းမြို့နယ်တွင်ရှိခြေရွာများကိုစစ်ကြောင်းထိုးရန်ထွက်လာသောအင်အား100ခန့်ပါစစ်တပ်စစ်ကြောင်းသည် Justice Fighter ယောက်ျားတစ်ခွဲမှထောင်းထားသောမိုင်းကွင်းကိုဖျက်ဆီးသွားစဉ်မိုင်းနှိမိခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ထို့သောမိုင်းနှိမိပြီးစစ်သား၂ဦးသေဆုံးကလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းသည်ရှေ့ဆက်မတိုးနိုင်တော့ပေထိခိုက်ဒဏ်ရာရရှိသူများကိုတည်ဆောက်ပြီးပြန်လည်ဆုတ်ခွာသွားကြောင်းထိခိုက်ဒဏ်ရာရရှိခဲ့သောစစ်သားများကို MI7 တရဟတ်ယင်ဖြင့်မကွေးစစ်ရုံသို့ပို့ဆောင်လိုက်ကြောင်းသိရပါသည်။ပေါင်မြို့နယ်ကာပါစာ24ကနေစစ်ခွေးစစ်ကြောင်းကပေါင်မြို့နယ်အတွင်းရှိကြီးွာတွေကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အချိန်မှာ မိုင်းနှင်းမိတာဒဏ်ရာရတဲ့စစ်ခွေးလေးကောင်တွေမှာတကောင်ကတော့နည်းနည်းစိုးရင်ရတယ်လို့သိရတယ်။အဲ့ဒီခွေးနာတွေကိုအကွေးစိယုံကိုရဟတ်ရင်နဲ့ပို့တယ်လို့သိရပြီးကျန်တာတော့မသိရတော့ပါဘူး။ကပ္ပစ24နဲ့အနီတဝိုက်ဂျေးရွာတွေကိုမကြခဏဆိုသလိုစစ်ချောင်းထိုးဖွင့်ရောက်နေတာကကြားပါပြီးဟု Justice Fighter ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါမိုင်းခွင်းကို Justice Fighter ပျောက်ကြားတပ်ဖွဲ့မှရဲဘော်တွေကလှုပ်ဆောင်ထားခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ် ဆလဗီညောင်ရီမျိုးနဲ့တိုက်ပွဲများအတွင်မြန်မာဘက်မှပြစ်ခတ်တော်ကြီးကထိုင်းနိုင်ငံအတွင်းသို့ကြားရောက်ပြီးအသက်68နှစ်ထိုင်းနိုင်ငံသူတအူထိခိုက်ဒဏ်ရာရကြီးများမကြခဏကြားရောက်နေမှုကြောင့်မြန်မာဘက်သို့ထိုင်းစစ်တပ်ကတရားဝင်ကန့်ကွက်စာပေးဖို့ရဲဆွဲတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ညောင်ရီမျိုးနဲ့မင်းလက်ပံကြီးပါအနီးတိုက်ပွဲများအတွင်မြန်မာဘက်မှပြစ်ခတ်တော် ချီကထိုင်းနိုင်ငံတွင်သို့ကြားရောက်ပြီးအသက်68နှစ်ထိုင်းနိုင်ငံတအူထိခိုက်ဒဏ်ရာရရှိကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ1ရက်နေ့ည9:35မိနစ်အချိန်မြန်မာဘက်ကပြစ်ခတ်သောချီဆန်ကထိုင်းနိုင်ငံမဲဆောင်မြို့ဘက်အချမ်းရှိကျေးရွာအတွင်သို့ကြားရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးဤဘဲဘက်ခြေထောက်ကိုထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်းအောင်ထိုင်းအာဏာပိုင်များကထိုင်းကြည်ထိမှန်ထိုင်ရန်ရရှိသောထိုင်းအမျိုးသမီးကြီးကိုတွားရောက်ကြည့်ရှုပြီးမဲဆောက်စည်းရုံသို့တင်ပို့ခဲ့ကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းစစ်တပ်ကမြန်မာဘက်ချမ်းသူတရားဝင်ကန့်ကွက်စာဖိပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တလျှောက်တွင်လုံခြုံရေးပုံမှန်တင်းကျပ်ထားကြောင်းသိရပါတယ်။နိုဝင်ဘာလ30ရက်နေ့ကလည်း ရောက်ရင်ကိုနဲ့မင်းလက်ပံဤသို့စစ်တပ်ကအလုံးရေဖြင့်စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကို KK ပတ်တွင်မှစစ်တပ်က၎င်းရောက်ရင်မျိုးဆောင်တန်း295က၎င်းလက်နက်ကြီးများဖြင့်ဖြစ်ကူပေးခဲ့ကြောင်းမြန်မာစစ်တပ်ကဖြစ်ခဲ့သောလက်နက်ကြီးများမှာထိုင်းနိုင်ငံသို့ကျရောက်ခဲ့ပြီးမြန်မာရွှေပြောင်းအလုံးသမား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့ညပိုင်းတွင်လည်းမြန်မာစစ်တပ်ကဖြစ်ခဲ့သောလက်နက်ကြီးကြီးများကထိုင်းတဲသို့ထပ်မံကျရောက်သဖြင့်ထိုင်းစစ်တပ်ကတတိပေးမိကြီးများမြန်မာဘက်သို့ဖောက်ခွဲပစ်ခတ်ခဲ့ကြောင်းသိရပါသည် နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်တို့မြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးညာချရောက်ပြီးနောက်တောင်ရင်မြစ်ကိုဖျက်ကူသောနေဆက်ကညာအလုံးကိုထိုင်းအာဏာပိုင်များက9ရက်တိတိပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ1ရက်နေ့တွင်ထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဆလဗီတရုတ်သည်နောက်ထပ်ဧရိယာစတူရန်မှိုင်24,600ပိုင်ဆိုင်ခွင့်ရတော်မူလောရှခုလာသည်တိုင်းပြည်နှင့်လူထုကိုအဖိနှိပ်ဆုံးအာဏာရှင်နိုင်ငံနှစ်နိုင်ငံ၏ရွေးကောက်ပွဲများလုပ်ပြီးအချိန်ဖြစ်သည်။ အာရှဤကလိန်ကျုံရွေးကောက်ပွဲများဟုပြော၍ရသည်ဟောင်ကောင်နှင့်မြန်မာရွေးကောက်ပွဲများပင်ဖြစ်သည်ဟု Venedict Rogers မှ Union of Asia Catholic News တွင်ယခုလိုရေးသားလာခဲ့ပါသည်ဟောင်ကောင်သည်ဒီဇင်ဘာ9ရက်တွင်ဥပဒေပြုလွှတ်တော်အတွက်ရွေးကောက်ပွဲလုပ်မည်ဖြစ်ပါသည်ထို့သောပါဝင်ရှင်ပြိုင်ပွဲလူများကတရုတ်ကွန်မြူနစ်ပါတီ CCP အခေါ်မျိုးချစ်ပုဂ္ဂိုလ်များသာဖြစ်ရမည်အပြင်အစိုးရကော်မတီမှလည်းအတည်ပြုခြင်းခံရမှသာပါဝင်ခွင့်ရှိပေမည် ထို့သောမဟုတ်ပဲဓာတ်ရိုက်ဝင်ရောက်ရှင်းပြန်ရမည့်အမှတ်နေရာများရှိနေတော့လေယခုအခါအမှတ်ဦးရေ60ရှိသည့်ဟောက်ကောင်လွတ်တော်တွင်အရေးအတွက်အဖြစ်20တာသတ်မှတ်ပေးထားပြီး၎င်းတို့သည်လည်းဘီချင်းမှအတီးပြူချင်းခံရမှရှင်းပြန်ခွင့်ရရှိမည်ဖြစ်သည်60တွင်ဘီချင်း၏ရွေးကောက်ပွဲကော်မရှင်မှသစ္စာရှိသူများဆိုကရွေးချယ်ပေးထားသည့်ကိုစလဲ40ကျန်30ကိုလည်းဥပဒေဗန္နာယီအာမခံလုပ်ငန်းများကဲ့သို့ကဏ္ဍအသီးသီးမှ၎င်းတို့လိုလားသူများရွေးချယ်ပေးထားပြန်သည် တနည်းအားဖြင့်ဆိုတော့လုံးဝပူးပေါင်းကြံ့စည်ထားခြင်းဖြစ်ပြီးထွက်ပေါ်လာမဲ့လွတ်တော်သည်လေ CCP အလို့ကျရာဘာတစိတုံခန့်နှိပ်ပေးရမည်ပရပိုက်လွတ်တော်မျိုးသားထွက်ပေါ်လာဖို့တာရှိသည်ဟောင်ကောင်ကို1998တွင်ပြန်လည်လွှဲပြောင်းပေးရန်1984တွင်ချုပ်ဆိုခဲ့သည်တနိုင်ငံစနစ်တမျိုးခွင့်ပြုရမည်ဆိုသောတရုတ်ဖီတရှာကူးတွဲကြေညာချက်သည်လေပြည့်ပြဲသွားခဲ့ရပြီဖြစ်သည်ဟောင်ကောင်လွှတ်တော်သည် BJE 2021တွင်ပြဋ္ဌာန်းလာသောပြုပြင်ပြောင်းလဲရေးဥပဒေများအဖြစ်မြောက်ကိုရီးယားလွှတ်တော်ထက် ူမတာကိုမတာအနေထားရောက်ရှိသွားခဲ့ရပေသည်။၎င်းတို့၏အလိညာရွေးကောက်ပွဲကိုတပိတ်မှောက်ရန်လှုံ့ဆော်သည့်ဆိုကဟောင်ကောင်တွင်လူအများအများဖမ်းဆီးခံခဲ့ရသည်။2021တွင်မင်းလာထဲသူ30.2ရာခိုင်နှုန်းသာရှိခဲ့ရမှယခုနှစ်တွင်ဒီထက်မကလျော့နေဖို့သာရှိနေသည်။ဟောင်ကောင်၏ရွေးကောက်ပွဲအပြီးသုံးဖက်အကြားတွင်မြန်မာရှိအာနာလူအဖွဲ့အစည်းစဉ်သောရွေးကောက်ပွဲစတင်လာတော့မည်ဖြစ်သည်။ဟောင်ကောင်မှာကဲ့သို့ပင်စစ်အုပ်စုသည်လည်းရွေးကောက်ပွဲကိုဝေဖန်ပြောဆိုပါက ရှာစပွေးမှုမြောက်တည်ဆိုသောဥပဒေကိုဇူလိုင်လတွင်ထုတ်သွင်းလာခဲ့သည်ထိုဥပဒေကိုချိုးဖောက်ပါကထောင်နဲ့အနည်း20အထိကြခံရဖို့ရှိနေပြီးယခုတိလူပေါင်း64ရအဖမ်းခံထားရပြီဖြစ်သည်။ထို့ပြင်နိုင်ငံတွင်းနေထိုင်သူအများစုဤဆန္ဒသဘောထားကိုဖေးချိတ်ပြီးလုံမဲ့ရွေးကောက်ပွဲလည်းဖြစ်သည်။တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်နေပြီးအတွင်လှုပ်ခွင့်မရရွေးလည်းဖြစ်သည်။ထို့ပြင်မြို့နယ်ပေါင်း330တွင်တဝက်ပင်မရှိသော145မြို့နယ်တွင်သာမဲဆန္ဒရှင်စရင်ကောက်ခံနိုင်ခဲ့သည်။လူပေါင်း၄တန်းကဲ့သည်လည်းစစ်တမ်းကြောင့်ဖြီးတွင်တွင်ပင် ပြေးလွှာပုံအောင်နေကြရသည်လွတ်လပ်သောသတင်းမီဒီယာများနှင့်အရက်ဖက်အဖွဲ့အစည်းများသည်လည်း၎င်းတို့နှင့်လွတ်ရကြွရမှလှုပ်ရှားနေကြရသည်ထို့အတွက်လည်းအာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားနိုင်ငံသား၏ဝန်ကြီးမှရွေးကောက်ပွဲထက်ပြိပခါကိုအဆုံးသတ်ပြီးငင်းချမ်းရေးနည်းလမ်းကိုဦးစားပေးရှာဖွေဖို့ပြောခဲ့ခြင်းလည်းဖြစ်သည်အာဆီယံသည်ငင်းချမ်းရေးမရဘဲလုံမြင့်ရွေးကောက်ပွဲကိုအတိအမှတ်ပြုမည်မဟုတ်သည့်အပြင်ထွက်ပေါ်လာသောရလက်ကိုလည်းတရားမဝင်ဟုထပ်တလဲလဲပြောထားခဲ့ပြီးဖြစ်သည် ဥရောပပါလီမန်များသမဂ္ဂကလည်းမကြမီကအလားတူဆုံးဖြတ်ခဲ့ကြပြီလေဖြစ်သည်စေအုပ်စုသည် General Election လုပ်မည်မဟုတ်ပေ General များကိုရွေးချယ်မည်ပွဲမျိုးသာဖြစ်သည်ကဘာပေါ်ရှိအဖိနှိတ်ဆုံးအစိုးရနှစ်ခုဖြစ်သည်ဟောင်ကောင်ရှိတရုတ်ဤကိုယ်စားလှယ်များနှင့်မြန်မာရှိတရားမဝင်စေအုပ်စုတို့သည်၎င်းတို့၏ရာဇဝတ်မှုများကိုတရားဝင်ဖြစ်စေရန်အတွက် ဒီမိုကရေစီ၏အပေါ်ယံအကာကိုပုံပြပန်းပြက်လုပ်ပြီးလက်နက်တပ်ဖွဲ့အုံချနေသည်ကိုမြင်တွေ့ရခြင်းသည်အလွန်တရာစိုးရိမ်စရာကောင်းသည်ထို့သောသောလုပ်ရများမှလွန်မြောက်ခွင့်မပြုသင့်ပေဟုရှင်းတာချသည်စီအိုစုသည်မူဆိုင်မန္တလေးမြက်ထာလန်ဖောက်လုပ်ရေးအတွက်ဦးဆောင်ကော်မတီဖွဲ့စည်းလာပြန်သည်ထို့သောလွန်စွာအရေးကြီးပြီးတိုင်းပြည်အားအကျွေးထောင်ချောက်ထဲကျသွားနိုင်သည့်ကိစ္စမျိုးကိုရွေးကောက်ပွဲလုပ်ပြီးအနိုင်ရသူကိုအာဏာလွှဲပေးရတော့မည်အဖွဲ့မှလှုပ်တင်ပါသလို့ လုံတင်သည်ဆိုက၎င်းတို့ပင်ဆက်၍အုပ်ချုပ်သွားဖို့ရည်ရွယ်နေခြင်းပင်မဟုတ်ပါလားတသက်ခိုင်ကိုဖယ်ရှားလိုက်ခြင်းသည်ပင်တရုတ်ဤဆက်နက်မကင်းဟုရှုံးကြည့်လောက်သည်မရောက်လိုက်သဘောနှင့်ဆိုကလုံညီမဟုတ်လောင်းတရုတ်တို့ကြောင့်နိုင်ငံမှခွေးပြေးဝက်ပြေးပြရသည့်အရေးမှလောလောဆယ်လုကင်းသွားကြရပြီဖြစ်၍တောင်းဆိုလာသည့်အကြွေးကိုဆက်ကြရပြီအုံကြီးမြစ်ဆုံကိုလည်းသဘောရှိစီမံပါဟုအပ်လိုက်ရပြီဖြစ်သည်တရုတ်ကမြစ်ရထားလန်ဖြတ်တန်းရမည့်နေရာများကိုအဘဲကြောင့်ရှင်းလင်းပေးခဲ့ရသည်ဆိုသည်ရည်ရွယ်ချက်ကရှင်းသွားပြီဖြစ်သည် မရှင်းတီကအဖေကရသည့်ငွေဖြင့်ဥဆောင်ကြမည်နီတရုတ်ဤကျွေးမိထောင်ချောက်ထဲနေမုန်းဖို့ရှိမရှိဆိုသည်ပင်ဖြစ်သည်ကြာဖြန့်ဘက်ကလည်းအရင်လိုရပေါက်ရလန်တိတ်မရှိတော့လက်ရှိ VRI စီမံကိန်းမှာတိအရာရီတိုင်းအတွင်းရှိဒေါ်လာ1.5ဘီလီယံတန်မီလင်းဆိုင် LNG နဲ့ဒေါ်လာ1.5ဘီလီယံကြောက်ဖြူအထူးစီးပွားရေးဆုံ၃ဒေါ်လာ1.5ဘီလီယံတန်ရန်ကုန်မြို့သစ်စီမံကိန်းစီမံနေစေ ၄ရှမ်းပြည်မြောက်ပိုင်းချင်းရွှေဟော်နေကြာစီးပွားရေးဆောင်စီမံနေစေ၅ကချင်မြောက်ပိုင်းဒေါ်လာ၂.၄တန်ကံပိုက်တီနေကြာစီးပွားရေးဆောင်၆ဒေါ်လာတန်၁၈၀ကြောက်ဖြူတက်အားပေးဆက်ယုံပြီးဆုံးကဏီ9ဒေါ်လာ1.3ဘီလီယံတန်ကြောက်ဖြူရေးနှက်စိတ်ကန်းတို့ဖြစ်ပါれအာနာလုစေအုပ်စုသည်၎င်းတို့အိမ်မိုင်းမဲစွာကျူးလွန်ခဲ့သောလောက်ရက်ကြောင့်တရုတ်အားအလိုလိုနေရင်နောက်ထပ်ဧရိယာစတူရန်မှ2,600,000ထိုးအပ်ရတော့မည်ဖြစ်လာနေသည် တော်လရေးကြီးမအောင်မြင်ကဟောင်းကောင်တို့ပြည်မကြီးမှစီမံအုပ်ချုပ်ခံရတော်မူဖြစ်သည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်